ချန်ပီယံလိဝင်ခွင့်အတွက်အရေးကြီးနေသေးတာကြောင့် Everton ကိုတကယ်သာကံမဲ့နေဘူးအားလုံးမင်္ဂလာပါလက်ရှိချိန်အားဆိုရင်ယာတီကုံမှုတိတ်မလို့တော့တဲ့အချိန်လေးဖြစ်ပါတယ်အချို့သင်းတွေကတော့ Premier League မှာဘာဆိုဘာမျိုးလင်းချက်မှမရှိတော့ပေမဲ့တခြားရှုံးထွက်ပလာတွေရှိနေသေးတာကြောင့်အဲ့ဒီပွဲစဉ်တွေကိုပဲအာရုံစိုက်သွားဖို့ရှိနေပါတယ်ဒါပေမဲ့တချို့သင်းတွေကတော့ဥရောပဝင်ခွင့်အတွက် Premier League ကိုအာရုံစိုက်ကြရအောင်ပါပုံမှန်ဒီချိန်လောက်ဆိုရင်ဇာတ်ထိပ်မှမမေ့ရှိနေတဲ့တဲ့လူဘူးတို့ကဒီနေ့မှတပလာဝင်ခွင့်တော့အနိုင်နိုင်ဖြစ်နေရပါတယ်အဲကြောင့် Everton နဲ့ကစားမယ့်ပွဲစဉ်ကလူဘူးတို့အတွက်အရေးကြီးနေတဲ့ပွဲ တပွဲလို့ပြောလို့ရပါတယ်။ခန်းဆက်ပိုင်းကောင်းမှုပြီးတော့အတင်းကြီးတွေကိုဒုက္ခပေးတဲ့ Everton အသင်းနေနဲ့ Nobudo ကိုရောဒုက္ခပေးနိုင်အောင်မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ Everton နဲ့ Nobudo အသင်းတို့ရှင်ပြိုင်ကြမယ်။ Premier League ပွဲစဉ်လေးကိုတင်ဆက်ပေးကြပါတယ်။ဒီပွဲမှာတော့ဒဏ်ရာပဒနာရှိနေတဲ့ Gotama Ida ဆန်လွဲချော်သွားဖို့ရှိနေပြီးတော့ Audiga နဲ့ပဲပေါ်ထွက်လာနိုင်ပါတယ်။ Isaac ကတော့ Mamush နဲ့ Quinn နဲ့ Dyson မှာတော့ De Bruyne ကိုပဲဆက်ပြီးနေရာရဖို့များနေပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တုန်းက Gundogan နဲ့လူငယ်လေး McGree တို့ကိုတောင်းပန်နေဖြစ်ကစားခဲ့ပေမယ့်ဒီဘက်မှာတော့ဒုက္ခနဲ့ဆာဗင်ညိုတို့ပြန်ပါလာနိုင်ပါတယ်။ ်တပတ်ကအေဗာတန်အသင်းကလည်းသူတို့ရဲ့အဓိကကစားသမားအဆောင်လင်းနဲ့ပွဲထွက်လာဖို့ရှိနေပါတယ်။အိုက်စမာတော့ပြီးခဲ့တဲ့ပွဲတုန်းကလိုပဲဗီဒူအစားပရိုဂျာကိုပဲဆက်ပြီးသုံးလာနိုင်ရရှိနေပါတယ်။အေဗာတန်အသင်းရဲ့ချစ်လက်တဲ့ခံစားကြောင်းကစားအခက်ခဲတယ်ဆိုတာနူဘူးတို့ပထမအကြုံမှကလေးကတွေ့မြင်ထားပြီးသားလည်းဖြစ်ပါတယ်။ပထမကျောအဒီယက်ကွင်းမှာတော့ကအေဗာတန်အသင်းကိုတည်ရလက်ပါရယူနိုင်ခဲ့ပါတယ်။ဖလာလူစီပါရဲ့ဂိုးနဲ့ဥဆောင်နိုင်ခဲ့ပေမယ့်အန်ဒီယာကြီးကခြေပါကိုပြန်သွင်းပေးခဲ့တာကြောင့်တည်ရတမတ်နဲ့ပဲချိန်နှက်လိုက်ရပါတယ်။ဒါပေမဲ့လည်းအဲ့ဒီမတိုင်ခင်ထက်တဲ့တွေးဆမှုတွေမှာနူဘူးတို့ကပဲအပြတ်အသားရှိထားခဲ့ပါတယ်။ပ ပုံမှန်ဆိုရင်တော့နွေဘူးတို့ရဲ့တိုက်စစ်ကဒီရာဒီခွေရီလင်းလင်းတို့ဖြစ်နေရပြီးတော့ခံဖြစ်ကောင်းတဲ့အသင်းတွေနဲ့တွေ့ရင်ကြောင်ပြတ်တတ်တာကိုတွေ့ရပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဖန်နာနဲ့နှလုံးနဲ့ပွဲကိုပြန်ကြည့်လိုက်ရင်နွေဘူးတို့ရဲ့တိုက်စစ်ကအပေါင်းလက္ခဏာဆောင်နေတဲ့အချက်တွေကိုတွေ့ရပါတယ်။ဒီဘရိုင်းရဲ့ vision တွေကိုလည်းပြန်မြင်နေရပြီးတော့ပုံစံကောင်းတစ်ခုကိုပါတွေ့မြင်နေရတယ်လို့ငငယ်လေးတွေဖြစ်တဲ့ Nico Orion နေနဲ့ Magiri တို့ကလည်းခြေဆွမ်းပြနေပါတယ်။အကြောင်း Everton တင်းနဲ့ပွဲစဉ်မှာအဲ့ဒီပွဲကလိုတိုက်စစ်မျိုးနဲ့ဆိုရင်ဂိုရဖို့တော့တိုက်ခတ်မှာမဟုတ်ပါဘူး။အဝေးကွင်းဆိုပေမဲ့နွေဘူးတို့ကပဲအနိုင်ရရှိသွားလိမ့်မယ်လို့ထင်မိပါတယ်။အဲ့ဒါ ညီမအိုဝင်ကြီးနေနေကတော့ City Body နဲ့အကြီးပြောင်းပြီလို့ပဲပြောလိုက်ချင်ပါတယ်။ Zone GB ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။